အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းအရာတွေကတော့ဖုံးအပ်တဲ့ဒလုံရလာတယ်ဘာတွေလှုပ်ဆောင်တယ်လဲဆိုတဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်တယ်ဖုံးတဲ့ဒလုံရလာတဲ့လှုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိရတဲ့နေပြီးတော့တချို့အချက်တွေကိုလူချင်းမင်းတို့လှုပ်ဆောင်ထားကောင်းလှုပ်ဆောင်ထားလိမ့်မယ် ဒါပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ယူစေချင်ပါတယ်ကျွန်တော်အနေနဲ့အသေးစိတ်ပါတွေလှုပ်ဆောင်လို့ဆိုတဲ့အချက်လေးတွေကိုအချိန်တိုရင်းမှာပြောပြပါတာဖြစ်တဲ့ကြောင့်မလို့လူကြီးမျိုးတို့တိုက်ဆိုင်စစ်ဆေးပြီးတော့လိုအပ်ချက်တွေရှိလို့ရှင်ဖြည့်ဆည်းပေးနိုင်အောင်လို့ဒီဗီဒီယိုလေးကိုထုတ်ဆောင်ထားခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါပြီးတော့ကြည့်ရှုပေးစေချင်ပါတယ် ံပါတ်1ဖုန်းဝင်စစ်စရင်ဖြစ်တယ်ပထမဆုံးဖုန်းဝင်တဲ့လုံရပြီဆိုတာနဲ့ဒီဖုန်းရဲ့ hardware တွင်ပြင်ကောင်းမကောင်းစစ်စရမှာဖြစ်တယ်ပြီးလို့ရှင်ဖုန်းရဲ့အတန်တွေကောင်းလားဖုန်းရဲ့ speaker တွေကောင်းလားဆိုတော့စစ်စရမှာဖြစ်တယ်နောက်ချက်အနေနဲ့ကတော့ဖုန်းရဲ့ accessory ဆက်စပ်ပစ္စည်းတွေအကုန်လုံးပါမပါအောင်စစ်စရမှာဖြစ်တယ်ဒီချက်တွေကိုအရင်ဆုံးစစ်စစ်တင်ပါတယ်ဘာကြောင့်လဲဆိုတော့ဖုန်းအတစ်တစ်လုံးဆိုပေမဲ့လည်းတစ်ခါလေကြာလို့ရှင်အဲ့ဒါပါလာတတ်ပါတယ် ပြီးလို့ရှိရင်တချို့ဆိုင်တွေက phone artist ဆိုပြီးတော့အဟောင်းကိုရောင်းတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီတွက်ကိုကဖုန်းကိုစာပြီးဖောက်တယ်ဆိုတာနဲ့ဒီအရက်တက်တွေကိုအရင်ဆုံးကြည့်ထားတင်ပါတယ်နံပါတ်1ကတော့ sync ကနဲ့ internet ကိုချိတ်ဆက်မှာဖြစ်တယ်ဖုန်းစာပြီးရပြီဆိုတာနဲ့ sync ကထည့်ဖို့အတွက် sync ကဝယ်ပြီး sync ကထည့်တာမျိုးလုပ်လို့ရတယ်လို့ အရင်ဖုန်းအောင်ရှိတဲ့စင်ကက်ကိုတန်ပြီးထည့်လိုက်ပါပြီးလို့ရှင် wifi ချိတ်ချင်းကိုလုံဆောင်လိုက်ပါပြီးရင် mobile data ဖွင့်ခြင်းကိုလုံဆောင်လိုက်ပါဒီချက်တွေကိုလုံဆောင်မှာဖြစ်တယ်ဒါတော့လူတိုင်းလုံးဝအချက်တွေဖြစ်တယ်လုံးဝမတိသေးတဲ့လူနေနဲ့လည်းဒီအချက်တွေကိုလုံဆောင်အောင်လဲဆိုတော့တိချာမှာဖြစ်တယ်တော့အနေနဲ့ ဖုန်းရဲ့အခြေခံတက်မမှု setting တွေကိုစပြီးလုပ်အောင်မှာဖြစ်တယ်။ဥပမာဖုန်းကို screen စပြီးတော့ power on လိုက်တယ်ဆိုတာနဲ့ hello ဆိုပြီးတော့ step by step သွားအောင်မှာဖြစ်တယ်။ဘာသာယူရှေ့တာတွေ account ထည့်တာတွေဖုန်းရဲ့ညွှန်ကြားတဲ့အတိုင်းအဆင့်အတိုင်းလုံးဆောင်သွားအောင်မှာဖြစ်ပါတယ်။ account ထည့်တယ်ဆိုလို့ဒီ account ထည့်ခြင်းအဆိုချင်းအရေးကြီးပါတယ်။ account ဆိုလို့ချင်းနှစ်မျိုးရှိပါတယ်။ Google account နဲ့ Apple account ဖြစ်ပါတယ်။ Android phone တွေဆိုလို့ချင်း Google account ထည့်လို့ရှင်ရပါတယ်။ Apple phone ဆိုလို့ရှိရင်တော့ Apple account create လုပ်ပြီးထည့်ရမှာဖြစ်ပါတယ်။ကို့မှာဒီ account နေမရှိသေးဘူးဆိုလို့ရှိရင်တော့ session create လုပ်ပြီးတော့ထည့်တင်ပါတယ်။အရင်ကအရေးကြီးပါတယ်။ဒီ account နေရဆိုလို့ရှိရင်နောက်ပိုင်းမှာ phone ရဲ့အသက်လူတော်ပြောလို့ရတဲ့အခြေအနေဖြစ်လာပါပြီ။နံပါတ်၄ကတော့လုံခြုံရေးသတ်မှတ်မှာဖြစ်တယ်။ကိုက phone step by step installation တွေလုပ်ပြီးွားရည်ဆိုလို့ရှိရင် ကိုကစပြီးသုံးတော့မယ်ဆိုတာနဲ့ pin code တွေထည့်တာတွေ pattern တွေထည့်တာတွေ password တွေထည့်တာတွေလုပ်ဆောင်အောင်ပါဖြစ်တယ်။နောက်တစ်ခုထပ်ပြီးတော့ fingerprint တွေ install လုပ်ရမယ်။ face ID install လုပ်ရပါမယ်။ကိုယ့်ရဲ့ဖုန်းဟာ fingerprint တွေ face ID မရှိသေးဘူးဆိုလို့ရှိရင်လည်းအခုချက်ချင်း fingerprint တွေ face ID ထည့်ထားတဲ့။အကျိုးကျေးဇူးအနေနဲ့ကတော့ဘာတွေရှိမလို့ဆိုရင် pin တွေ pattern တွေဆိုတာသူများအနေကိုကြည့်ပြီးတော့ခုလို့ရတယ်။ fingerprint နဲ့ face ID ဆိုတာသူများကိုခိုးလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ fingerprint နဲ့ face ID နဲ့ပဲ login ဝင်တဲ့ချိန်မှာအသုံးပြုသင့်ပါတယ်နောက်တစ်ခုကတော့ find my device ကို on ထားမှာဖြစ်တယ်ဒီ find my iphone သူမို့ find my device ကို on ထားခြင်းအပြင်လူချင်းမျိုးဖုန်းပျောက်သွားတဲ့အချိန်မှာကိုဖုန်းဘယ်နေရအောင်ဆိုတာကိုကြည့်လို့ရပါတယ်ဒီ find my device ကို on board အတွက်ဆိုလို့ရှင်တော့ account ထည့်ထားမှာဖြစ်တယ်။ရှေ့ကကျွန်တော်ပြောရဲ account ထည့်ထားအရေးကြီးတယ်ဒီ file my တပိုက်ကို onboard ဆိုလို့ရှင် account မရှိဘူးဆိုလို့ရှင်ဝင်လို့ရမှာမဟုတ်ပါဘူး။အဲ့ဒီလည်းကြောင့်မလို့လူချင်းမင်းတို့မဖြစ်မနေ Google account တို့မဟုတ် Apple account တခုလောက်ကိုလောက်ထားမှာဖြစ်တယ်။တပတ်ငါကတော့ဖုန်းအဟောင်းဒီတာတွေကိုလွှဲပြောင်းတာဖြစ်တယ်ဖုန်းအဟောင်းတွေအစ်စ်ကို လွှဲပြောင်းနေတာမျိုး ရှိတယ်ဆိုလို့ရှိရင် ဖုန်းမှာပါတယ် old phone to new phone transfer ဆိုတဲ့ feature တွေကိုအသုံးပြုပြီးတော့ transfer လုပ်လိုက်ပါ manual တစ်ခုချင်းစီလိုက်ပြီးတော့ copy paste မလုပ်ပါနဲ့အခုချိန်မှာဆိုလို့ရှင်ဖုန်းတိုင်းမှာ deep feature ပါပါတယ်အဲဒီတော့ကြောင့်မလို့ deep feature ကိုအသုံးပြုပြီးတော့အကုန်လုံး transfer လုပ်လိုက်ပါ အစ်စ်ဆိုရင်တော့ပြဿနာမရှိပါဘူးခုမှအခုမှစရည်ဖုန်းကင်မဲ့လူတွေအတွက်နေလေဒီကိစ္စတွေလှုပ်ဆောင်စရာမလိုပါဘူး application တွေနဲ့တချို့ setting တွေအကုန်လုံးပါလာမှာဖြစ်တယ်အဲ့ဒီတော့အကျိုးကျေးဇူးကအများကြီးပါပဲဖုန်းအဟောင်းနေပြီးတော့အစ်စ်ကို transfer လုပ်ပြီးွားရင်ဆိုလို့ရှိရင်လေကိုကထပ်ပြီးလိုအပ်တဲ့ application အစ်စ်တွေထပ်ထည့်ရမယ်ဆိုလို့ရှိရင်ချက်ချင်းထပ်ထည့်လိုက်ပါပြီးလို့ရှိရင်ဒီ application တွေထဲမှာ account တွေထပ်ထည့်ရမှာဖြစ်တယ်ဥပမာ Facebook ဆိုလို့ရှိရင် Facebook ရဲ့ account ရှိမယ် Google ဆိုလို့ရှိရင် Google account ရှိမယ် Instagram တို့ Telegram တို့ TikTok တို့ Viber တို့စသဖြင့်ဒီ account တွေမှာပါဝင် old phone မှာရှိတဲ့ account တွေကို new phone ထည့်ပေးရမှာဖြစ်တယ်။ရှေ့က old phone to new phone transfer မှာဆိုဒီ account တွေကပါမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းလူချင်းမင်းတို့ Google account ကိုထည့်ထားရင်ဆိုလို့ရှိရင် account ချင်းတူနေရဆိုလို့ရှိရင်တော့ဒီ setting တွေ password တွေစိတ်ထားတဲ့ setting တွေအရဆိုလို့ရှိရင်ဒီဘက်က new phone ကိုရောက်လာမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုး application အတိုင်းအတွက် account တွေမှတ်သားစရာညွှန်နေတော့မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဆက်ဆောက်ဆုံး smartphone ခိုင်မယ်ဆိုတာ ਨੇ Google account ကိုတခုလုပ်ထားပါ iPhone ဆိုလို့ရှိရင် Apple account တခုထပ်ပြီးလုပ်ထားပါဒီ account တစ်ခုဟာဖုန်းအသုံးပြုတိုင်းမဖြစ်မနေခိုင်ထားမယ် account တခုဖြစ်ပါတယ် နံပါတ်9ကတော့ဖုန်းကိုစိတ်ကြိုက်ပြင်ဆင်ရမှာဖြစ်တယ်။ကိုဖုန်းကကိုလက်ထဲရောက်လာပြီး wallpaper ကြီးကဒီဖုန်းမှာပါတဲ့ default wallpaper ကြီးဆိုတိတ်ဆင်ပြေဘူး။ပြီးရင်ထပ်နေလေအတိုင်းပဲကိုရဲ့ဖုန်းမှာရှိတဲ့တန့်ဟာပုံမှန် default တန့်နေဆိုလို့ရှိရင်ကိုအနေနဲ့ကြည့်ရတာသူများရင်အတူတူပဲဖြစ်နေတယ်။အထူးသဖြင့်တော့ wallpaper အနေနဲ့ကတော့ကိုစိတ်ကြိုက် wallpaper login screen နဲ့ home screen တွေမှာပြောင်းထားတဲ့နေအဲ့ဒါမှကိုရဲ့ personality ကိုယ့်ရဲ့ personal ဆိုတဲ့ feeling မျိုးခံစားရမှာဖြစ်တယ်။အသုံးပြုတဲ့ icon တွေကိုလည်းကိုယ်စိတ်ကြိုက်စီမံထားတဲ့ ਨੇ ဥပမာဆိုလို့ရှိရင်ပထမဆုံး home screen မှာဆိုလို့ရှိရင်အရေးအကြီးဆုံး icon တွေကို application တွေကိုထည့်ထားတဲ့မှာတယ်။ကိုကအမြဲတမ်း favorite သုံးနေဆိုရင် favorite account icon ကိုပထမဆုံး home page မှာထည့်ထားပါပြီးလို့ရှိရင် Viber သုံးနေဆိုရင် Viber ကိုထည့်ထားပါ။ကိုနေ့စဉ်အသုံးများဆုံး ဥမာကွာ mobile banking အခြေခံသုံးလဲဆိုရင်အသုံးပြရတဲ့ mobile banking ကိုကြီး home page မှာထည့်ထားတင်ပါတယ်ပြီးရင် second page မှာဆိုချင်း second အရေးကြီးတဲ့ icon တွေကိုစုထားတာမျိုးတွေပြီးရင် gain တွေကိုကျွန်တော်နောက်တစ်ရွက်မှာတက်တက်ထားတာမျိုးတွေစသဖြင့်ကိုယ့်ရဲ့ icon တွေကိုစိတ်ကြိုက်စီမံပြီးတော့မှတ်သားထားမှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ထားရင်ဂျင်းအပြင်ကို icon တွေရှားတာတက်တာဝမယ်တခါလေကြာလို့ရှင် application တွေလိုက်ရှားရတယ်အချိန်ပုံစံမျိုးတွေလူချင်းမျိုးတို့ရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်လည်းတခါလေကြာလို့ရှင်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ကို့မှာ application တွေများနေပြီးတော့ကို့က icon တွေကိုစီမံထားခြင်းမရှိဘူးဆိုလို့ရှင် icon တွေ application ရှားတာအလုပ်တလုပ်ဖြစ်နေပါတယ်အဲ့ဒီကြောင့်ကြောင့်မလို့ကို့ရဲ့ phone စမတ်ကြကြသုံးနေတယ်ဆိုလို့เนาะဒီ application တွေကိုတည်တည်ကြကြစနစ်တကျစီမံထားတယ်ပါတယ် နောက်တစ်ခုကတော့ကိုယ့်ရဲ့ဖုန်းမိသံဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းရဲ့မိသံဆိုလို့ရှင်တခြားလူရဲ့ဖုန်းမိသံနဲ့တူညီခြင်းရဆိုလို့ရှင် ကိုယ်အနောက်ရှင်ဖြစ်စေပါတယ်။ကိုယ့်ဖုန်းကလားတခြားဖုန်းကလားဆိုတော့ဒိဟာတွေဖြစ်စေပါတယ်။အဲ့လိုမျိုးမဖြစ်အောင်လို့ကိုယ့်ရဲ့ဖုန်းမိသံကိုတီးသန့်သူများတွေနဲ့မတူတဲ့ဖုန်းသံမျိုးပေးထားတယ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ဖုန်းတန်ဆိုတော့ကိုယ်တည်တည်ချာချာတိမာဖြစ်ပါတယ်။ပြီးရင်အလန်းအတွက်ဘယ်လိုမျိုးအတန်တွေကိုပြီးထားမလို့ဆိုတော့လည်း သတ်မှတ်ထားသင့်ပါတယ်သူညာနဲ့မတူသင့်ပါဘူးနံပါတ်7အနေနဲ့ကျတော့ဘက်တရီဘက်ထရီနဲ့စက်တင်တွေကိုစီမံထားရမှာဖြစ်တယ်ဟိုဘက်ထရီရဲ့စီပင်မှုအဆိုရှင်ဘယ်လောက်ပါဆန့်မှာထားမလို့ဆော့ဝဲရဲ့ default အနေနဲ့70%ရဲ့တော့ထားရဆိုပေမဲ့ကိုယ်အနေနဲ့90%ရဲ့တော့ထားရင်လည်းထားရမယ်80%ရဲ့တော့ထားရမယ်ထားရမယ်ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပါတယ်ကိုယ်ကလို့ရှိရင်ဒီဖုန်းရဲ့ဘက်ထရီကိုအမြဲတမ်း ါဝါရှိတဲ့နေရာမှာတုံးနေဆိုရင်ကိုယ့်ရဲ့ဘက်ထရီကိုအကြိုက်ခံနေအောင်ဆိုလို့ချင်း80%ခန့်လောက်တော့ပဲတုံးပြီးတော့ပြန်သွင်းတာမျိုးတွေလှုပ်ဆောင်နိုင်တယ်ဆိုလို့ချင်းလှုပ်ဆောင်လိုက်ပါအဲဆိုရင်မင်းရဲ့ဘက်ထရီအတွက်အများကြီးတက်တာစီမှာဖြစ်ပါတယ်ဘုံကအသေးဖြစ်တဲ့ကြောင့်မလို့ software update ကလှုပ်ဆောင်ဖို့အတွက်အထူးလိုအပ်ပါတယ် software update လှုပ်ဆောင်ခြင်းအားဖြင့် feature အသစ်တွေကိုလည်းရရှိလာမှာဖြစ်တယ်လို့ဒီဖုန်းရဲ့လုံခြုံရေးစနစ်ကိုလည်းပုံမအားကောင်းစီမှာဖြစ်ပါတယ် အဲ့ဒီတော့ကြောင့်မို့လို့ software update ကိုလည်းမဖြစ်မနေလုံဆောင်ပြီးမှသာကျွန်တော်တို့အသုံးပြုတင်ပါတယ်။နံပါတ်6အချက်အနေနဲ့ဖုန်းရဲ့ကာဝေးစနစ်ကိုပြင်ဆင်ရမှာဖြစ်တယ်။ဖုန်းရဲ့ကာဝေးစနစ်ဆိုလို့တခြားမတွေးပါနဲ့ဖုန်းရဲ့ cover နဲ့ screen cut တွေကိုချက်ချင်းကတ်လိုက်ပါလို့ပြောချင်ပါတယ်။ဖုန်းရဲ့ cover တွေ screen cut တွေမကတ်ထားဘူးဆိုလို့ရှိရင်ဖုန်းကမြန်မြန်ဆန်ဆန်ချခွဲတတ်ပါတယ်။ကျွန်တော်အနေနဲ့ဆိုလို့ချင်းတစ်ခါဖြစ်မှုပါတယ်ဖုန်း ဒီနေ့ဝယ်တဲ့ screen cap တွေဖုန်းကာမာတွေကိုနောက်နေ့မှသွားဝယ်မယ်ဆိုပြီးတော့ထားလိုက်တဲ့ကြောင့်မလို့အဲ့ဒီနေ့တွေမှာ screen ကွဲသွားတဲ့ဖြစ်စဉ်မျိုးဖြစ်ခဲ့မှုပါတယ်ကျွန်တော်ရဲ့ HPN နဲ့ရှင်ပြီးတော့ဒီဖုန်းကာမာတွေ screen cap တွေကိုဖုန်းစပြီးဝယ်ရတာချက်ချင်းတန်းပြီးဝယ်ပြီးကတ်ထားဖို့အတွက်အကြံပြုချင်ပါတယ်နောက်တစ်ခုကတော့ runny စပဲဖြစ်ပါတယ်ဒီဖုန်းကိုဝယ်ပြီးွားရင်ဆိုတာ ਨੇ ီဖုန်းမှာပေးထားတဲ့ brand တွေကဘယ်လို brand မျိုးတော့ဘယ်လိုစားပွဲတွေကိုပေးထားအောင်ဆိုတော့တိတိကျကျကခါနာသိကျင်တယ်ဘယ်နေ့မှာတော့ brand တွေကစပြီးဘယ်နေ့မှာကုန်မယ်ဆိုတော့လေတိတိကျသိထားတင်ပါတယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောအောင်ဆိုရင် တချို့ brand တွေမှာဆိုလို့ချင်းထူးခြားတဲ့စားပွဲတွေပါပြီးသားပါ။ဥပမာကွာဖုန်းကြဝါလို့ဖုန်း screen ကွဲဝါရင်တစ်ချိန်အနည်းဆုံးပြန်လဲခွင့်ရှိတယ်ဆိုတော့ feature မျိုးတွေလည်းပါပါတယ်။ပြီးလို့ချင်းဖုန်းကလုံးဝ physical damage ဖြစ်သွားတာကို ြန်ပြီး level ရဲ့ service တွေလည်းပါနိုင်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ run ကိုတည်တည်ဆဲဆဲကြီးတင်ပါတယ်။တချို့တွေဆိုလို့ရှိရင်အခုလိုမျိုးကိစ္စမျိုးတွေဖြစ်တာကိုသွားပြီးတော့ကိုက run မကလိန်လိုက်တဲ့အတွက်ကြောင့်မလို့မလိုအပ်ဖဲနဲ့ကိုယ့်ရဲ့ငွေကြေးဆုံးချုံသွားရေးဖြစ်တာတွေအများကြီးရှိပါတယ်။ဒါဆိုရင်ကျွန်တော်ရဲ့မျက်စိရှိတဲ့အဲ့လိုမျိုးတွေဖြစ်နေတာတွေတွေ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ run service ကိုတည်တည်ဆဲဆဲကာကနနာတိအောင် လေ့လာဖို့ အထူးကျွန်တော်တိုက်တွန်းလိုပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အရေးပေါ်အချက်လက်တွေကိုကိုယ့်ရဲ့ဖုန်းမှာ setting ထဲမှာတခါတည်းထည့်ထားသင့်ပါတယ် emergency information ဆိုတဲ့ setting မှာ ကိုယ့်ရဲ့ဖုန်းမှာကိုယ့်ရဲ့ relationship တွေကိုယ့်ရဲ့အနီးဆက်ဆုံးလူတွေကိုတခုဖြစ်လို့ချင်းဘယ်သူတွေဖုန်းခေါ်အောင်ဆိုတဲ့ information တွေကိုထည့်ထားပေးပါဒီအရေးပေါ်ဆက်သွယ်ရေး contact တွေအရဆိုရှင် အရန်ကိုအရေးကြီးပါတယ် ိုကတကူဖြစ်သွားတဲ့အချိန်မှာ emergency ဖြစ်နေတဲ့အချိန်မှာကိုရဲ့ contact တွေကိုမရှိဘယ်ဘယ်မှာရှာမှမသိဘူးတဲ့အချိန်မှာဒီ emergency information ကချက်ချင်းတမ်းပြီးတော့ကိုကခေါ်လို့ရတယ်ဆိုလို့ရှင်ကိုအတွက်အထောက်အကူအများကြီးဖြစ်စေပါတယ်နောက်တစ်ခုကတော့ safe maintain ဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ကိုက safe maintain နဲ့မှာကွာဘာဖြစ်နေတော့ဥမာဆိုရင်ကွာစီးကျိုဖြစ်နေရဲ့သွေးကျိုဖြစ်နေရဲ့ဘယ်စီးနဲ့မတည့်ဘူးစသဖြင့်ရေးရနိုင်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ emergency ဖြစ်နေတဲ့အချိန်မှာဒီအတွက်စစ်စည်းစရာအချိန်ကြီးညော့သွားမှာဖြစ်တယ်ဒါတွေရှိနေဆိုတော့တည်ရတဲ့ကြောင့်မလို့ကိုယ့်အတွက်အသက်သေးရှင်အရေးကြီးတဲ့အချိန်မှာဒီအချက်လေးတွေကိုတည်သွားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အသက်ကိုမြင်မြန်ဆန်ဆန်ကင်နိုင်မှာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်မလို့ဒီအရေးပေါ်အချက်လက်တွေကိုလည်းဖုံးအစ်စ်စပြီးတော့ဝယ်ပြီးပြီဆိုတာနဲ့တန်းပြီးတော့ထည့်လိုက်ဖို့အကျံပြုစီမှာတယ်အထူးပဲအလေးထားစီမှာတယ် နောက်ဆုံးမှာခြင်းတဲ့အချက်ကတော့ဘုံအတိတ်ကိုအပြည့်ပြည့်ဝဝအသုံးပြုနိုင်ဖို့အချိန်ယူပြီးတော့ဆောင်ရွက်ချက်တွေကိုတစ်ခုချင်းစီကိုစမ်းသုံးကြည့်စီချင်ပါတယ်။ဘာကြောင့်လို့ဆိုလို့ချင်းကိုကဖုန်းအတိတ်ကိုဝယ်ထားရတဲ့ဆိုရင်ဒီဖုန်းမှာပါတဲ့ feature တွေအရဆိုချင်းအရင်ကဖုန်းအဟောင်းနဲ့တူချင်မှတူပါလိမ့်မယ်။ကိုကဖုန်းအတိတ်ဝယ်ထားရပြီကြောင့်မို့ဒီဖုန်းမှာပါတဲ့ feature တွေကိုကိုတည်တည်ချာချာရရှိပြီးတော့လှုပ်ဆောင်နိုင်လှုပ်ဆောင်နိုင်ဖို့အတွက်လေ့လာထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်ဖုန်းအတိတ်ကြီးကိုတုံးပြီးတော့ဖုန်းအဟောင်းတိုင်းပဲကိုကတုံးနေရတယ်ဆိုတဲ့ feeling ကိုမဖြစ်သေးပဲနဲ့တကယ်ကိုကိုဖုန်းအတိတ်မှာ feed အဘက် feature တွေကိုကိုဘယ်လိုမျိုးတွေတုံးမလို့မှကင်မရာဆိုလို့ချင်းဒီဖုန်းအတိတ်မှာဘယ်လို feature တွေပါအောင်ဘယ်လိုရရင်ဘယ်လိုဖြစ်တုံးစသဖြင့်တိတိရှိရာလေ့လာထားသင့်ပါတယ်ကျွန်တော်အနေနဲ့နောက်ဆုံးအကြံပြုခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျနှစ်ချိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe ရယ် share တွေလောက်ဆောင်ပေးစီချင်ပါတယ်ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ဒီလိုမျိုးဤပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလည်းတင်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုပေးစီချင်ပါတယ်အားလုံးပဲကျေးဇူးအထူးတည်ရှိပါတယ်ဗျာ